အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာပြောသွားမယ်အကြောင်းအရာလေးကတော့ကျွန်တော်တို့လေအင်းပေါ့လာဝကကိုသွားပြီးတော့ပေါ့လေကျွန်တော်တို့ဗီဇာ ်ပတ်တန်းဘလို့တိုးရတယ်လဲဆိုတာနဲ့ပတ်သက်ပြီးအဗီဇာပတ်တန်းတိုးတာပဲဖြစ်ဖြစ်သို့မဟုတ်နိုင်ငံသားသားမှတ်ပုံတင်မှာ3လပြည့်ပြီလို့ရှိရင်ကိုရီးယားရောက်ပြီး3လပြည့်ပြီးမှနိုင်ငံသားသားမှတ်ပုံတင်ကလုတ်လို့ရလေအဲ့လိုမျိုးသွားလျှောက်တဲ့အခါမှာအရင်ဦးဆုံးကိုရီးယား reserve လုတ်ကြတယ်ပေါ့နော်အဲ့တော့ reserve ဘလို့လုတ်ကြတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ပြောသားမှာဖြစ်ပါတယ်ရှင် ဟုတ်ပြီအဲ့ဆိုရင်ကြည့်ကြည့်ပါမယ်ဘယ်လဲသွားမလဲဆိုတဲ့အခါကျတော့ကျမတို့တွေ chrome ရှိပါလိမ့်မယ်နော် chrome ဆိုတာဒါအင်တာနက်သုံးဖို့တဲ့လူတိုင်းအကုန်လုံးသိပါတယ်နော် Chrome ရှိမယ်ဒါ Chrome နဲ့ဝင်လာပြီပေါ့ဝင်လာပြီလို့ရှင်ကျမတို့လေဒီမှာ high လို့ပဲရိုက်လိုက်အောင်နော် high လို့ရိုက်လိုက်အောင်ね highkorea.go.kr ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်နော်အဲ့တော့အဲ့ဒါလေးကိုတွေ့ပြီဆိုရင် enter ခောက်လိုက်ပါမယ် and တော့ခေါ်ပြလို့ရှိရင်เนาะလူကြီးမင်းတို့အာဒီလိုလေးပေါ့အင်္ဂလိပ်လိုဆိုရင်အင်္ဂလိပ်လိုပေါ်လာမယ်ကိုရီးယားလိုကပို့ပြီးတော့အဆင်ပြေတယ်ဆိုရင်လည်းဟန်ကိုကောဆိုပြီးတော့နှိပ်လိုက်လို့ရတယ်ဒါမဲ့ဒီနေ့ကတော့ကျမတို့လေအင်္ဂလိပ်လိုပြောကြည့်သွားမယ်เนาะအဲ့တော့ English ဆိုတာလေးကိုနှိပ်လိုက်ပါမယ်เนาะ နိုင်ပြီသားလို့ရှိရင်ဘယ်လိုသွားမလဲဆိုတော့ petition application ရှိပါတယ်เนาะဒီတဲ့ကိုသွားပါမယ်သွားလို့ရှိရင်ဒါဒီပေါ်မှာဒီလိုလေးတင်လိုက်အောင်ねပေါ်လာတယ်ဖဲရလဲဆင်းလာပြီလို့ရှိရင် reserve visit ဆိုတာရှိပါတယ်เนาะ reserve visit ဆိုတာရှိတယ်အားလုံးနှိပ်လိုက်ပါမယ်နိုင်ပြီးသားလို့ရှိရင်ဟုတ်ပြီ reserve visit ဝင်သွားပြီဒီလိုဒီလိုတွေဝင်လာတယ်ဟိုးအောက်ဆုံးကိုဆင်းသွားလိုက်လို့ရှိရင်ကျမတို့ဘာတွေ့ရလဲ နော် member နဲ့ non member ဆိုတာရှိပါတယ်ကျွန်တော်တို့ကပြောမယ်ဆိုရင် visa တက်တန်းတိုးရဲဆိုတာတစ်နှစ်လုံးနေမှာတစ်ခါတော့တိုးတာသို့မဟုတ်တချို့တွေကြတော့လေနှစ်နှစ်နေပြီးမှတစ်ခါတော့တိုးရတဲ့ခါကြတော့ member ဝင်ထားလက်လကားလို့ကျမတို့မြင်တယ်ပေါ့လေအဲ့တော့ member မဝင်မဲ့နဲ့ကျမတို့လေ non member အနေနဲ့ကျမတို့ reserve လုပ်ပါမယ် reservation လုပ်မယ်ဆိုရင်တော့ non member ကိုနှိပ်လိုက်ပါမယ် Thank you. မဲ့ပြတာတက်လဲဆိုလို့ရှိရင်เนาะအော်ကိုရဲ့တက်တန်းပေါ့လေဗီဇာတက်တန်းကုန်နေပြီလား expire date တွေဘာတွေတိကျကြည့်ဆိုတဲ့ပုံစံမျိုးပေါ့เนาะဒါသူ့ရဲ့အာ notice ပေါ့လေเนาะ notice ကိုအော်ဖတ်ချင်လဲဖတ်မဖတ်ချင်ဘူးဆိုလဲကြော်သွားပေါ့เนาะကိုမှပြဿနာဘာမှမရှိရင်ဖတ်စရာတော့မလိုဘူးပေါ့เนาะ okay နဲ့နိုင်ပြီးထွက်လိုက်မယ်ပြီးလို့ရှိရင်ဒီဒီမှာ verification ဆိုတာပေါ့တယ်เนาะဒီနေထားပေါ်လာပြီဆိုရင်ကျမတို့ကဗာလဲ identify identity more verification or register foreigner ဆိုပြီးတော့ဒီလိုမျိုးနဲ့ကျမတို့က อืมမသွားတော့ဘူးဘယ်လိုသွားမလဲဆိုတဲ့ခါကျတော့ passport နဲ့သွားမှာเนาะ identity verification using passport number ဆိုပြီးတော့ရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်လို့ရှိရင်ကျမတို့တွေဒီမှာတွေ့ရပါလိမ့်မယ် passport number เนาะ passport number ဖြည့်မယ်ဟုတ်ပြီ passport number ဖြည့်ချလိုက်မယ်เนาะဖြည့်ပြီးသားပြီဆိုလို့ရှိရင်เนาะโอเคပြီးလို့ရှိရင် nationality နိုင်ငံကိုကဒီထဲမှာဒီထဲမှာမပါဘူးเนาะမပါတဲ့အတွက်ကြောင့်မို့လို့ others ကိုနှိပ်လိုက်မယ် နှိပ်ပြီးသွားလို့ရှိရင်ဘေးမှာ salad a country ဆိုတာရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်မြန်မာကိုရှာမယ်ပေါ့နော်မြန်မာကဘာမှရှိမလဲဆိုတဲ့ခါကြတော့မြန်မာမှာမတွေ့ဘူးဆိုရင်ဘာမှမဘောဘောမမှာရှာအော်မြန်မာရှိပါတယ်เนาะမြန်မာရှိရတဲ့ကြောင့်မလို့မြန်မာကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ရင်ဒီမှာ date of birth နော် date of birth ကိုရိုက်ထည့်လိုက်မယ်1990နော်ကိုယ့်ရဲ့ date of birth ပေါ့လေအဲ့တော့1990ပြောင်းမယ်ဆိုလို့ရှိရင်ခုနှစ်လေးလုံးလုံးရိုက်မယ်ပြီးရင်လနှစ်လုံးရိုက်မယ်ပြီးလို့ရှိရင်ရက်နော်အဲ့လိုမျိုးရိုက်မယ်သူဒီမှာ example example နမူနာပေးထားတဲ့အတိုင်းရိုက်လိုက်မယ်အစင်အတိုင်းမှာဘာမှခံကြမလို့နော်ပြီးလို့ရှိရင်နော် confirm ကိုနှိပ်လိုက်ပါမယ် confirm နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကဒီမှာနော် competent competent authority ဆိုတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ ဘယ်လဝကောက်သွားပြီးတော့ကိုရီးယားတက်တန်းတိုးมาလဲဒါမှမဟုတ်လို့ရှင်ဟမပုံတင်ပြုတ်လုံมาလဲပေါ့နော်နိုင်ငံသားသမပုံတင်ပြုတ်လုံมาလဲဆိုပြီးတော့ပြောတာအဲ့အတွက်ကြောင့်မို့လို့ကိုသွားမဲ့လဝကကိုကိုဟာတိတယ်ဆိုလို့ရှင်တော့ဒီမှာတန်းပြီးတော့ယူလို့ရပါတယ်ဒီလိုလေးနှိပ်ပြီးတော့ဒီမှာကိုသွားချင်တာ Incheon Immigration Office လာဘလာဘလာကိုတိတယ်ဆိုရင်ကိစ္စမရှိဘူးလေနော်ဒီထဲမှာကိုရွေးလိုက်လုံယုံမယ်အကဲရေမတိတဲ့လူဆိုလို့ရှင်တော့ဘာမှကြည့်လို့ရလဲ detail search ဆိုတာရှိပါတယ်နော်နော် အကဲလူကြီးမင်းတို့မသိဘူးဆိုရင်ဒီ detail search ကိုနှိပ်လိုက်နှိပ်ပြီးသားလို့ရှင် box တစ်ခုကြလာမယ်အဲ့ဒီမှာเนาะ region ဆိုပါလဲဥမာကအာ solar inchon la gyeonggi la phala ပေါ့နိအဲ့တော့ကျမက so မာနေတော့ကြောင့်မလို့ကျမ so လို့နှိပ်လိုက်မယ်ပြီးလို့ရှင်ဘလာဘလာဂူဆိုတာရှိရလေကျမကဒုံတဲမွန်ဂူမှနေရဆိုရင်ဒုံတဲမွန်ဂူဒါမှမဟုတ်လို့ရှိရင်လဲဆော့ချိုဂူဆိုရင်လဲဆော့ချိုဂူပေါ့နော်အဲ့လိုမျိုးနေဒါမှမဟုတ်ကျမကဒုံတဲမွန်ဂူဖြစ်တော့တဲ့ကြောင့်မလို့ဒုံတဲမွန်ဂူလို့ကျမရိုက်လိုက်ပါမယ်နော် ဟုတ်ပြီ search လုပ်လိုက်မယ်လုပ်လိုက်လို့ရှိရင် तू อ่ะဒီမှာ key quan myong လို့ပေါ်လာတယ်ဗာလဲ so uh so to the ku we gu kin chong စေတုံနိုးချူဂျန်ဆိုတာရှိတယ်နော်ဒီဟာကမှန်သွားပြီအဲဆိုရင်ဒါလေးကိုကလစ်နှိပ်လိုက်ပါမယ်နော်ဟုတ်ပြီနော်အဲဆိုရင်ဒီမှာစေတုံနိုး branch office ဆိုတာရှိတယ်နော်ဟုတ်ပြီလားโอเคအဲဆိုရင်ဒီမှာ foreigner resident control နော် registration ဆိုတာပါလဲမှတ်ပုံတင်သွားပြီးတော့အခုမှပြုလုပ်မှာပေါ့ဒါမှမဟုတ်ရှင်လဲ visa extension เนาะ visa တက်တန်းတော့မှာဒါမှမဟုတ်ရှင်လဲ change of visa status ဆိုတဲ့ခါကြတော့ visa တိုက်ပြောင်းသွားပြီးတော့ change မှာစသဖြင့်ပေါ့အဲ့ဒါဆိုရင်ဒီမှာ star ပြထားတာအကောင်လုံးကကိုကထည့်ပေးရမှာเนาะလိုလေးထည့်လိုက်မယ်ပြီးလို့ရှင်အာ accepted application เนาะဟုတ်ပြီ visitor number ကဘာလို့လဲ a အောင်ဆိုပြီးတော့ပေါ့တယ်အာ နော်ကိုယ့်ရဲ့ဒီဟာဟိုဟာ passport number ထည့်လိုက်တာ ਨੇ ပေါ့လေနော်ပြီးလို့ရှိရင် select a task နော် task ကကြတော့ဗာလဲဆိုတော့ဥပမာက visa ချိမ့်မယ်ဆိုရင် change of visa status ဒါမှမဟုတ်ရှင် visa တက်တန်းတို့မှာဆိုရင်เนาะ visa extension ဆိုပြီးတော့နှိပ်ပေါ့ဒါမှမဟုတ်ရှင်အစ်စ်လောက်မှာဆိုလို့ရှင်เนาะအောက်ပါပြန်ထုတ်မှာပေါ့ပြန်ပြီးတော့ renew ပေါ့လေ reissue လုပ်မယ်ဆိုလို့ရှင်တော့လေဒါမှဒီလိုမျိုးရေးလိုက်ပေါ့เนาะများသောအားဖြင့်တော့ visa တက်တန်းတို့တာများတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လေ visa တက်တန်းတို့တာလေးရေးကြည့်မယ်เนาะ visa extension ကိုရေးလိုက်ပါမယ်ပြီးရင် phone number ထည့်လဲရတယ်မထည့်လဲရတယ်เนาะ မိုဘိုင်းဖုန်းလည်းထည့်လဲရတယ်မထည့်လဲရတယ်သို့တော့ထည့်တာကပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ဘာကြောင့်လဲเนาะဘာကြောင့်လဲဆိုလို့ရှင်เนาะလူချင်းမျိုးတို့ဖုန်းကိုသူက message ပို့ပေးရမှာဖြစ်တော့တတ်ကြောင်လေเนาะဟုတ်ပလားအဲ့တော့ mobile number ပဲထည့်လိုက်ဖုန်း number မထည့်လဲရတယ် mobile number ကိုကကိုထည့်မယ်เนาะထည့်ပြီးသားလို့ရှင် password password ကကြတော့ကိုဒီဟာကို register reservation လုပ်ပြီးသားလို့ရှိရင်ပြန်ပြီးတော့အဘယ်နေ့ reserve လုပ်ထားရလဲဆိုတာပြန်ပြီးတော့ကြည့်တင်လို့ရှိရင် password number လေးထည့်ပေးရတယ်အဲ့တော့ password number ၄လုံးကိုကြိုက်တာကိုထည့်ပေါ့မလွယ်တကူပဲပေါ့လေ၃ည၄လုံးဆိုလဲရတာပဲเนาะထည့်လိုက်ပြီပြီးလို့ရှိရင် date of visit ဆိုတာရှိတယ် date of visit ကကြပါလဲဘယ်နေ့သွားလုပ်ချင်တာလဲเนาะဘယ်နေ့ကိုကသွားချင်တာလဲဆိုရင်တော့အာရွေးလို့ရတယ်အဲ့ဆိုရင်ဒီမှာ nalja song text ဆိုတာရှိတယ်ဒါလေးကိုနှိပ်လိုက်ပါမယ် လိုက်ပြီးသွားလို့ရှိရင်ကိုသွားကျင်တဲ့နေကိုရွေးလို့ရပါတယ်ရှင်เนาะအဲ့မှာကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုဝင်နေတာတွေကကြတော့ပြည့်သွားပြီเนาะမအားဘူးเนาะအဲ့နေရတော့ကိုတွေ reserve လုပ်လို့မရဘူးဒီလိုမျိုးလွတ်နေရင်တော့ reserve လုပ်လို့ရတယ်เนาะအဲ့တော့ဒိတ်ကိုရွေးမယ်9လပိုင်း18ရက်နေမဟုတ်ဘူးကျမတို့ထားပါတော့9လပိုင်း28ရက်နေကိုရွေးလိုက်တယ်ပဲထားပါအောင်အဲ့ဆိုရင်အလွတ်တင်အများကြီးပဲအဲ့မှာမှကိုအစဉ်ပြေမဲ့အချိန်ကိုရွေးလိုက်ပါ နော်ဟုတ်ပလားအော်6920ရွေးလိုက်တယ်ပဲထားပါတော့နော်9ယောက်ပဲသူကဒီအချိန်တော့တင်မှာ9ယောက်ကြည့်ပေးမှာလေအဲ့ရပါအဲ့မှာမှာကို3ယောက်ပြည့်နေပြီ4ယောက်လိုသေးတဲ့ခါကျတော့ဟုတ်ပြီသူ့ကိုနှိပ်လိုက်မယ်နိုင်လိုက်လို့ရှင်ဒီမှာဝင်သွားပြီ2029လ28ရက်4နိုင်20နဲ့ပြီးတော့4နိုင်30ချားကိုကိုကမဖြစ်မနေရအောင်တွားရမယ်နော် purpose of visit ကကြတော့ထည့်လဲရတယ်မထည့်လဲရပါတယ်နော်ပြီးလို့ရှင်เนาะကျမတို့တွေအာ apply ကိုနှိပ်လိုက်ပါမယ်နော် do you want to submit an application เนาะလောက်ချင်တာလားလဲဆိုတော့ခါကျတော့ okay နဲ့ထွက်လိုက်မယ်เนาะဆိုရှင်เนาะလူချင်းမင်းတို့ reservation is complete ဆိုတော့ဖြစ်သွားပါပြီရှင်အဲ့ဆိုလူချင်းမင်းတို့ reserve လုပ်ပြီးသွားပြီကိုအစောအရွေးထားတဲ့ date ပေါ့လေဒီမှာကြည့်ကြည့်မယ်ဆိုလို့ရှင်เนาะ registration number ဒီမှာဘလာဘလာရှိမယ်ပြီးလို့ရှင်ဘယ်သွားသွားရမယ်ဒီလောက်ကရုံကကြတော့ဆယ်ကျုံးလို branch office ကိုသွားရမယ် နော်နောက်ပြလို့ရှင်နော် visa တက်တန်းတိုးဖို့ပေါ့လေနော် call number ကဘယ်လောက်လဲကိုယ့်ရဲ့တုံးကင်နံပါတ်က256ဖြစ်တယ်နောက်ပြီးတော့ visitor number က AA date of visit ဘယ်နေ့သွားမှာလဲ9လပိုင်း28ရက်နေ့သွားမှာ number of visitors တက်ရောက်ပဲသွားမှာပေါ့နော်အဲ့မှာကိုကဒါလေးကို print ထုတ်ထားခြင်းလဲဆိုလို့ရှင်လဲ print ထုတ်လို့ရပါတယ်ရှင်နော်ဟုတ်ပလားဒါမှမဟုတ်လို့ရှင်လဲ download application form အော်ဒါကြတော့ download application form လူချင်းမင်းတို့တွေ visa တက်တန်းတိုးတာဖြစ်ဘာလို့လို့အဲ့မှာက application form ဖြည့်ရတယ်အဲ့ application form ကိုဒီမှာတခါလဲကိုက download ဆွဲပြီးတော့ဖြည့်သွားလဲရတယ်ဒါမှမဟုတ်လို့ရှင်လောက်ဝက်ကရုံရောက်တော့မှရှာပြီးတော့တောင်းပြီးတော့ဖြည့်လဲရတယ်เนาะဒါကတော့ကိုအဆင်ပြေသလိုလုပ်ပါရှင့်เนาะအဲ့တော့ print ထုတ်ချင်တယ်ဆိုရင် print ကိုနှိပ်လိုက်မယ်ပြီးလို့ရှင့်เนาะ confirm နဲ့ထွက်လိုက်လို့ရှင့်เนาะလူချင်းမင်းတို့ပြီးသွားပါပြီရှင့် confirm ဟုတ်ပြီအဲ့ဆိုလူချင်းမင်းတို့ reserve လုပ်ထားတာပြီးသွားပြီအကဲကိုက reserve ဒီနေ့ဒီ video လေးမှာကျွန်မပေးခြင်းတဲ့ message ကကြတော့ဗာလဲဆိုတော့ ကျမတို့လည်းလဝကရောင်းသွားပြီးတော့ဗီဇာတက်တန်းတိုးတာတို့နိုင်ငံခြားသားမှတ်ပုံတင်အခုမှ register လောက်တာတို့နောက်တော့ဒါမှမဟုတ်ရှင်လဲ visa type change ဖို့ဆိုလို့ရှင်เนาะအများအတန်ကိုတွေက reserve လုပ်ပြီးတော့မှသွားရပါလေရှင်ဒီတိုင်းသွားလို့ရှင်သူတို့တွေပြန်လွတ်ပါတယ်เนาะအဲ့တော့ကြောင့်မို့လို့ reserve လုပ်နည်းလေးကိုသိထားရင်ကောင်းမယ်လို့ထင်တဲ့အတွက်ကြောင့်မို့လို့ဒီ video လေးကိုရိုက်ခက်တာဖြစ်ပါတယ်ရှင်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက် video ကြမှာပဲပြန်လည်တိကျမှာမယ်เนาะအားဆိုရင်เนาะ ဒီမှာလည်းမယ်ကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ပါရစေ။ Bye bye ။